အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ချင်းမှန်မျိုးရဲ့အမြင့်ဆုံးတောက်တောင်ပေါ့နော်ဒီတောင်မှာဖရာတော်ဖူးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူအလှပလေးလိုက်ပါခန်းစားကြည့်ရှုပေးပါဦးခင်ဗျာ ခုကျွန်တော်တို့ကလမ်းတစ်လျှောက်ကပေါ့နော်ရှုခင်းလေးတွေကိုအလှပလေးတွေကိုခန်းစားကြည့်ရှုသွားမှာဖြစ်ပါတယ် ခုမြင်ရတဲ့ကားအနေလေးတွေကတောင်ပေါ်နဲ့တောက်အောင်ပေါ့နော်လိုင်းကားဆွဲတဲ့ကားလေးတွေပြเนาะအဲ့ဒါလေးစီးပြီးသွားလဲရတယ်တကယ်လို့ကိုယ့်ကိုလာမယ်ဆိုလို့ရှိရင်အဲ့ကားအနေလေးတွေကိုခုနကကျွန်တော်ပြတဲ့နေရာလေးပေါ့နော်အဲ့ဒါလေးစီးပြီးတော့တောင်ပေါ်ကိုတက်လို့ရတယ်ဗျာနော်ဟုတ် အခုကျွန်တော်တို့တောင်ပေါ်စတက်နေပြီဗျာနော်အဲ့တော့တောင်ပေါ်ရှုခင်းလေးတွေကအရန်လှတယ်ဗျာအဲ့တော့ကျွန်တော်တို့နဲ့အတူတောင်ပေါ်ရှုခင်းလေးလည်းခန်းစားကြည့်ရှုပေးပါအောင်နော်အဲ့တော့တချို့ကြတော့ဗျာဒီတောင်ပေါ်တက်တဲ့အခါဆိုင်ကယ်တွေနဲ့တက်တာရှိတယ်ပြိုင်ဘိန်းတွေပေါ့နော်တောင်တက်ဘိန်းတွေနဲ့တက်တာရှိတယ်တချို့ကြတော့လမ်းလျှောက်ပြီးတော့တက်ကြတာရှိတယ်ဗျာတောင်ကတော့တော်တော်မြင့်နေဗျာကားနဲ့တော့ကြာကြီးသွားရတယ်အဲသူတို့ကတော့ဒီလမ်းလျှောက်သွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဟုတ် ဒီနေရာလေးကတော့ view point လေးပေါ့နော်တစ်ထောင်နာဖို့အတွက်လုပ်ပေးတာဒါအမှတ်တရပစ္စည်းဆိုင်လေးနည်းနည်းပပရှိတဲ့အုံစိမ်းရေတို့ဘာတို့အေးတို့ရေတို့ဝယ်တောက်လို့ရတယ်ဒီမှာအကင်လေးပါလေးစားလို့ရတယ်ပေါ့နော်အဲဒီနေရာကျတော့ view လေးကလှတဲ့အခါကျတော့ view point ပုံစံမျိုးလေးတပုတ်လေးပါလေးရိုက်ချင်ရိုက်လို့ရအောင်လုပ်ပေးထားတယ်အဲ့တော့ကျွန်တော်အဲ့ view point နာလေးတွားပြီးတော့တစ်ချက်ပြပေးမယ်ဗျာနော်ဟိုဘက်မှာမြင်နေရတာအဲ့မှာတချို့တပုတ်ရိုက်နေကြတယ်ပေါ့နော်အနေရလေး ိုးအပေါ်စီးရနေမြင်ရတာဗျာနော်ဒါပေမဲ့ဒါကတောင်ရဲ့သုံးပုံတစ်ပုံလောက်ပဲရှိအောင်ပါဗျာကျွန်တော်တို့အပေါ်နှစ်ပုံလောက်ဆက်တက်ရအောင်မယ်ဟိုအောက်ကနေလေဟိုမြို့ကိုကြည်တာဒီကနေလှမ်းပြီးတော့မြို့ကိုကြည်တာဗောနော်ရှုခင်းလေးတောင်ပေါ်ရှုခင်းလေးဟုတ်ဒီကနေတစ်ချက်လောက်ကြည့်ကြည့်ပါအောင်ဗျာနော် အခုဆိုရင်ကျွန်တော်တောင်းပါဖရားပေါ့နော်ကာဘကင်နာကိုရောက်ပါပြီအဲဒီနေ့ကတော့ကားတော်တော်များတယ်ဗျအမှကျွန်တော်ကားရမနေရအောင်တော်တော်ရှာလိုက်ရတယ်အမှကားတန်းကြီးများပြီးရမနေရမတွေ့တော့လေအမှန်ဆိုဒီထိတ်နာလေးမှာရက်လို့ရတယ်ဒါပေမဲ့ကားတွေကပြည်နေတော့ကျွန်တော်ဟိုးဘက်အထိလိုက်ရှာနေရတာပေါ့နော်ကာဘကင်နေအဲအမှအများကြီးပဲဗျကာဘကင်မှာကားရက်ခဲ့ပြီးတော့မှကျွန်တော်ဟိုးတောင်းပါလမ်းလျှောက်ပြီးတက်ရမှာလေကားကနေလေ လေတော့လေကားထစ်ကလည်းတော်တော်မြင့်နေဗျလေကားထစ်150လောက်ရှိမယ်ထင်တယ်အဲဟို71ရအောင်ပါပေါ့နော်ဟုတ် ဒီနားမှာတော့အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်လေးရှိတယ်ဗျာနော်အဲဝယ်ခြင်းဝယ်လို့ရတယ်ဈေးလည်းအရင်မကြည့်ဘူးပေါ့နော်ဒါကတော့ဖျားရိုင်းရဲ့ထုံးစံပါပဲကျွန်တော်မြန်မာပြည်မှာဆိုလဲဖျားပဝင်ခြင်းမှာအမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်လေးတွေရှိမယ်ပြီးတော့လို့ရှိရင်ဗိုက်စာရေးစားဖို့အတွက်အစားတောက်ဆိုင်နှန်းလေးတွေရှိမယ်နော်စားတောက်ဆိုင်နှန်းလေးတွေရှိတယ်အမှတ်တရပစ္စည်းတွေကတော့ဝယ်ခြင်းနဲ့ဝယ်ပေါ့ဗျာအမှတော့ဈေးတန်တယ်ကျွန်တော်ကတော့ဒီဒီဆိုင်ရနေအမှပချီကားလေးတောင်ဝယ်ခဲ့သေးတယ်ပေါ့နော်ပချီကားလေးတစ်ချောင်းဝယ်ခဲ့တယ် အဲပကြီကားလေးကတော့တော်တော်လှပါတယ်ဟုတ်အဲနောက်ပါလေတွဲထားတဲ့ပကြီကားလေးအဲပကြီကားလေးတွေဝယ်ခဲ့တယ်ပြီးတော့ပန်ပန်ပန်ကတော့ဒါဖျားပေါ်မှာကပ်ဖို့ပေါ့နော်ဂျာပန်လေးကျွန်တော်ဝယ်ပြီးတော့ဖျားမှာလှူလိုက်တယ်ပေါ့နော်ဒါလေးလည်းဝယ်လိုက်ပါတယ်ပြီးတော့ကျွန်တော်ဒီလေးကားလေးဟိုးဘော်တီတက်သွားအောင်ပါဗျာနော်ဟုတ်ကဲ့ ဒီမှာကျွန်တော်လက်မှတ်ဝယ်လိုက်တယ်ပေါ့နော်အဲလက်မှတ်ကတော့ foreigner ဆိုတော့လက်မှတ်ဝယ်ရတယ်နိုင်ငံသားဆိုတော့လက်မှတ်ဝယ်ဆရာမလို့ပတ်စံပေးဆရာမလို့ကျွန်တော်တို့မြန်မာပြည်ရှိတကောဘုရားလိုပဲလေအဲ foreigner တွေကလက်မှတ်ဝယ်ရတယ်အဲသူကအပေါက်နှစ်ပေါက်ထားတယ်ဗျအဲနိုင်ငံသားဆိုရင်ဟိုဘက်ကတက်တယ် foreigner ဆိုလက်မှတ်ဝယ်ပြီးတော့ဒီဘက်လက်မှတ်ရုံလေးပဲရနေတက်ရတယ်ပေါ့နော်ဟုတ်ဒါတော့ဖျားရင်မြမောရောက်သွားပြီပေါ့နော်ဒီကနေဒီဒီဖေးမှာအဲအဲနေရာလေးကနေအပေါ်ဆက်တက်ရအောင်ပါ ပေါ်ဆက်တက်ရမှာကျွန်တော်အခုအပေါ်ဆက်တက်သွားမယ်ပေါ့နော် ပေါ်မှာလှက်ပတ်ကြည့်ပြီး ပြီဆိုတော့ကျွန်တော်ဒီနားလေးရတယ်အောက်ဘက်ရင်မြင်ကိုပြန်ဆင်းမယ်ဗျာအောက်ဘက်ရင်မြင်မှာဘတ်ပတ်ပြီးတော့ဟိုဘက်ဒီပါလိုက်ကြည့်လိုက်အောင်မယ်နော် အခုမြင်ရတဲ့နေရာလေးက view point ကြီးကိုလုံးပေးထားတဲ့နေရာလေးပေါ့နော်အဲ့နေရာကိုဟိုဘက်ကနေပတ်သွားလို့ရတယ်ကျွန်တော်အပေါ်တက်လိုက်မယ်တက်ပြီးတော့အဲ့ဒီပေါ်ကနေအောက်ဘက်ကမြင်ရတဲ့ view တွေကိုကျွန်တော်ရိုက်ပြပေးမယ်ဗျာနော် ါကတော့တောင်ပေါ်ကနေအမြင့်ဆုံးနေရာလေးတစ်ခုပေါ့ view point ကြည့်ရတဲ့နေရာလေးအောက်ဘက်ကိုကျွန်တော်ဒီကနေလှမ်းပြီးရိုက်ပြမယ်ဗျအောက်ဘက်ကအလှပါလေးတစ်ချက်လောက်ခန်းစားကြည့်လိုက်အောင်နော် အခုကျွန်တော်တို့လေပတ်ကြည့်ရှုပြီးတော့တောင်ပေါ်ကနေပြန်ဆင်းလာပြီပေါ့နော် ပြန်ဆင်းလာပြီးရင်ကျွန်တော်ဟိုဘက်လမ်းတဝက်လောက်မှာဗျရေတခွန်တစ်ခုရှိသေးတယ်အဲ့ရေတခွန်ကျွန်တော်အခုသွားကြည့်မှာပေါ့နော်ဒါတော့တလက်စားတယ်ပေါ့လမ်းကြုံရင်လည်းကိုကတော့ချင်းမိုင်ကိုပြန်သွားမှာဆိုဒီလမ်းတဝက်မှာဒီတောင်ပေါ်မှာပဲရေတခွန်တစ်ခုရှိတယ်အဲ့ရေတခွန်လေးလည်းတော်တော်လှတယ်ပေါ့နော် သူထက်ရှုခင်းလေးလည်းတော်တော်လှတယ်အဲ့တော့အဲ့ကိုသွားကြည့်လိုက်မယ်ပေါ့နော်ဟုတ်ကျွန်တော်နဲ့အတူလိုက်ပါခံစားကြည့်ပေးပါဦးခင်ဗျာနော် ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။